အားလုံးပဲမင်္ဂလာပါမြောက်ဝိတက်တမန်ကနေပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားဒါကလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါယူကရိန်းကတုံးခဲ့တဲ့လက်နက်ဟာသူတို့အခုလေးတင်ဒီကျွန်တော်ပြောမယ့်အရာပေါ့နော်ဒီသူတို့လုတ်ပြလိုက်တဲ့အရာအတွက်ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူးအဲ့ဒီလက်နက်ပြေးချလိုက်တဲ့ပြစ်မှတ်ကလည်းယူကရိန်းစေလွှတ်လိုက်တဲ့အရာကိုရှောင်ကွင်းဖို့လုံလောက်တဲ့လျင်မြင်မှုရှိတယ်လို့ယူဆရပါတယ်လူအများစုအတွက်တော့ယူကရိန်းလုတ်ပြလိုက်တဲ့ဒီလှုပ်ရှားမှုဟာ ဖြစ်နိုင်ခြေနေပေရပြန်ဘာမှရှီလွန်လို့စဉ်းစားတော့မှစဉ်းစားပြီးမှမဟုတ်ပါဘူး။ဒါပေမဲ့မဖြစ်နိုင်တဲ့အခြေအနေတွေဟာယူကရိန်းကိုဘေဒုံကမှရက်တက်နိုင်ခဲ့တာမျိုးမရှိပါဘူး။အခုဆိုရင်တော့သူတို့ဟာဘေဒုံကမှမလုံဖူးသေးတဲ့အရာတစ်ခုကိုလုံပြနိုင်ခဲ့ပါပြီ။ကမ္ဘာပေါ်မှာပထမဆုံးလေကြောင်းကနေပစ်ချလိုက်မှုတစ်ခုကရုရှားကိုအင်အားတင်းစေခဲ့ပါတယ်။ဗလာဒီမာပူတင်နဲ့သူ့နောက်လိုက်တွေလုံနိုင်တာကတော့ပါဇက်အဟောင်းသားနဲ့ရက်ပြီးမှယူကရိန်းဘလို့များဒလိုလုံနိုင်ခဲ့ပါလိမ့်လို့တွေးတော်နေဖို့ပါပဲ ဖြစ်ပေါ်တဲ့နေရာကတော့ Rostov Oblast ရဲ့ဒီအတွင်းပိုင်းနည်းနည်းမှာပါပြင်မှတ်ကတော့ Russia ရဲ့ MIA ရဟရဲ့အစ်တတစဲမှာဒါက Ukraine အတွက်ပြင်မှတ်အစ်တတော့မဟုတ်ပါဘူးနိုမလာ69ရက်နေ့အထိ Russia ရဲ့ဒီရဟရဲ့အမျိုးအစားလေးစစ်တစင်ဖြတ်စည်းခံခဲ့ရပြီးတော့စင်းနှစင်းပျက်စီးသွားတာတစင်းကတော့အလင်းဝင်လာပြီးတဲ့နောက်ပိုင်းတိမ်စီယာမိခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ Ukraine အခုလေးတဲ့လုပြလိုက်တဲ့အရာတွေမှာအထင်ကြီးစရာကောင်းတာကပြင်မှတ်မဟုတ်ပါဘူးအဲ့ဒီပြင်မှတ်ကို Ukraine ဘယ်လိုရှေ့မုန်းလိုက်တယ်လဲဆိုတာပါ နိုဝါလာ23ရက်နေ့ကီယက်အင်ဒီပန်ဒန့်သတင်းစာကယူကရိန်းရဲ့ထူးခြားတဲ့စွမ်းဆောင်ချက်အကြောင်းသတင်းတင်ပြလာခဲ့ပါတယ်။နိုင်ငံရဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဒါမှမဟုတ် SSO တပ်ဖွဲ့တွေဟာ Rostov Oblast ပြည်နယ်ကဒီကူတင်ဒီဂိုပိုအရှေ့ရှားနေထိုင်ရာနေရာအနီးမှာ MIA ကိုပြစ်ဆတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီအထိတော့တာမန်ပါပဲ။ရုရှားပိုင်နယ်ထဲမှာရုရှားရဟယင်တစင်ဖျက်ဆီးခံရတယ်ဆိုတာကလွှင့်ရင် MIA တစင်ဖျက်ဆီးခံရတာကယူကရိန်းအတွက်သိကြီးမားတဲ့သတင်းမဟုတ်ပါဘူး။တိုးပေမဲ့ ယူကရိန်းတုံးလိုက်တဲ့လက်နက်ကတော့ဒီဂျီဝေဂျဲအတွက်သူတို့တုံးခဲ့မှုတဲ့တခြားလက်နက်တွေနဲ့မတူပါဘူး။ရုရှားရဲ့ MI8 ကိုလေကြောင်းပြန်သန်းနေတဲ့ drone တစ်စင်းနဲ့ရှေ့မုန်းလိုက်တာပါ။အဲ့ဒါဟာယူကရိန်းဒီဂျီဝေဂျဲအတွက်အရင်ကတုံးခဲ့တဲ့ဒီ FPV ပေါ့နော်ဒီ first person view drone တွေဒါမှမဟုတ်တခြားတူတောင်းတဲ့အကော်အဝေးပဲပြန်သန်းနိုင်တဲ့ drone တွေမဟုတ်ပါဘူး။ယူကရိန်းကအကော်အဝေးအရှိကြီးပြန်သန်းနိုင်တဲ့ drone ကိုတုံးလိုက်တာပါ။ဒီ drone ကရုရှားနိုင်ငံတွေကိုမိုင်းယာရှိပြန်သန်းပြီးတော့မှ မြေပြင်ပေါ်ကရဲနေတဲ့ပြင်မတစ်ခုကိုရှေမှုန်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါကကမ္ဘာပေါ်မှာပထမဆုံးအကြိမ်ဖြစ်ရတဲ့အကြောင်းရင်းကတော့အကွာအဝေးရှေတဲ့ drone တွေဟာလေတင်းမှာပြန်သန်းနေတဲ့ပြင်မတစ်ခုကိုမိုင်းယာရှိဝေတဲ့နေရာကနေပြေရှားနိုင်အောင်လမ်းကြောင်းပြောင်းလဲဖို့ဒါမှမဟုတ်ဒီထိန်းချုပ်ဖို့စွန့်ရည်မရှိသင့်လို့ပါပဲ။ပုံမှန်အဖြစ်ယူကရိန်းကရုရှားရင်နံကျဲစက်ယုံလိုမျိုးဒီမြေပြင်ပြင်မရဲ့ coordinate တွေကိုသတ်မှတ်ပြီးတော့ဂျန်နက်အလုပ်ကို drone ကလုခိုင်းလိုက်တာပါ။ဒီတစ်ခါမှာတော့ယူကရိန်းထိန်းချုပ်သူတအူဟာ အဲ့ဒီ drone ပုံမှန်အားဖြင့်တိုက်ခိုက်ဖို့တာဝန်ပေးခံရတဲ့ပြင်မှတ်တွေနဲ့ရှင်ရင်သင်းငေတဲ့လေထဲမှာရွေးလျားနေတဲ့ပြင်မှတ်တခုကိုအကွာအဝေးခြေဒီ drone တစ်စင်းနဲ့မောင်းနေတိုက်ခိုက်နိုင်ခဲ့ပုံရပါတယ် SSO ကအသေးစိတ်အချက်လက်တွေကို Telegram post တခုမှာဖော်ပြထားပါတယ်ခေါင်းစဉ်ကတော့ SSO ရဲ့ net sign တဲ့ထိုးဖောက်တိုက်ခိုက်မှုဆိုပြီးတော့မှရေးထားပါတယ် drone တစ်စင်းနဲ့ Russia ရဲ့ MIA ရဟတ်ယာဉ်တစ်စင်းကိုလေထဲမှာပထမဆုံးအကြိမ်ပြေးရှားလိုက်ပါပြီကျွန်တော်တို့ gain စီးမြင်းတွေကိုပြောင်းလဲပြင်နေပါပြီ အခုဆိုရင်ကျွန်တော်တို့ဟာအမေးလိုက်နေပါပြီဆိုပြီးတော့မှ SSO ကကြေညာလိုက်တာပါ SSO ရဲ့ mission တိုင်းဟာရန်ရဲနိပညာဆိုင်ရာဝိသေသလက္ခဏာတွေကအစလေယံမှုတွေရဲ့စီစဉ်မှုနဲ့လေ့ကျင့်မှုအစုံအထိဖန်တီးတည်ထွင်မှုကိုလိုအပ်ပါတယ်လို့ထပ်ပေါင်းပြောခဲ့ပါတယ်ဒီစကားကရုရှားကောင်းဆောင်ပူတင်နဲ့စစ်ဖက်အကြီးအကဲတွေလုံးဝမပြေးနိုင်ဘူးလို့ယူဆထားတဲ့တိုက်ခိုက်မှုတစ်ခုနဲ့ပူတင်ကိုစင်ခေါ်လိုက်တယ်လို့မျိုးဖြစ်ပါတယ် SSO ပြောသလိုပဲရုရှားမှာအပြေးပေးရမယ့်မိကုန်းတွေအများကြီးရှိပြီးတော့ အရေးအကြီးဆုံးကတော့ယူကရိန်းဘယ်လိုများဒီလိုလုံနိုင်ခဲ့တယ်လဲဆိုတာပါ SSO ကတော့ပြောပြမထားပါဘူးယူကရိန်းကုရင်းနဲ့ဖြက်စီလိုက်တဲ့ MIA အမှုထမ်းတွေဒါအဖြေကိုတီးပြီးတော့မှသူတို့ပြောပြမှာတော့မဟုတ်ဘူးလို့ပြောပါတယ်သူတို့ပြောပြနိုင်ပါလဲမဟုတ်ပါဘူးယူကရိန်းရဲ့အကောအဝေးရှိဒရုန်းကြောင့်သူတို့ရဲ့ရဟတ်ယာဉ်ဟာမီလုံကြီးလိုမျိုး မိုးပေါ်ကနေထိုးဆင်းတောခဲ့ရလို့ပါဒီအကြောင်းအရာအလုံးကတကယ်ဖြစ်ဖို့ခက်ခဲလွန်းတယ်လို့ထင်ရပါတယ် တကယ်တော့ Kia Innovate တဲ့တင်းစားက SSO ရဲ့ပြောဆိုချက်တွေကိုမှန်ကန်ကြောင်းကိုယ်တိုင်အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ထောက်ပြပါရယ်ဒီလိုပြောဆိုချက်ကိုရုရှားကလုပ်ခဲ့တာဆိုရင်တော့ဒါဟာရုရှားစစ်တပ်ကိုတကယ်ရှိတာထက်ပိုတန်မာပြီးတော့မှပိုတော်တယ်လို့ထင်ရအောင်လုပ်ထားတဲ့ဝါဒဖြန့်ဇလန်လို့ကျွန်တော်တို့ပြောနေတော့ပါပြီဒါဆိုယူကရိန်းကိုဘာလို့အဲ့ဒီလိုမပြောတာလဲအဖြစ်ကယူချင်းပါတယ် SSO ကရုပ်သက်မှတ်တမ်းကိုပေးခဲ့တဲ့အတွက်ပါဘာဘာမှာပထမဆုံးဖြစ်တဲ့ဒီတိုက်ခိုက်မှုအတွက်ဘလို့ drone အမျိုးအစားကိုတုံခဲ့တယ်လဲဆိုတာကို SSO က ်ထုတ်ဖော်မပြောသေးပေမဲ့ဒီရုရှားရဲ့ဟဲရင်ကိုဘာဖြစ်တော့တယ်လဲဆိုတာကိုပြသတဲ့ဗီဒီယိုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်25စက္ကန့်ကြာရုပ်သက်မှတ်တမ်းကိုဒရုန်းရဲ့မြင်ကွင်းကနေရိုက်ကူးထားတာဖြစ်ပြီးတော့ဒီတာဝေးတောနိုင်တဲ့ဒရုန်းဟာယူကရိန်းကစစ်ပွဲတစ်လျှောက်လုံးတုံးခဲ့တဲ့တာတို့တောနိုင်တဲ့ဒီ FPV ဒရုန်းတွေလိုပဲ data ကိုအချိန်နဲ့တပြေးညီမျှဝေပေးနိုင်တယ်လို့ယူဆရပါတယ်ပထမစက္ကန့်အနည်းငယ်မှာလေကွင်းတွေနဲ့ကြေးလက် data ကိုပဲမြင်ရပါတယ်အဲ့ဒီနောက်မှာ MIA ကပေါ်လာပါတယ် ရိုက်ချက်ရဲ့အောက်ရှေ့ကနေပေါ်လာတဲ့ရုရှားရဲ့ဟဲဂျင်ဟာယူကရိန်းဒရုန်းနဲ့စမ်းကျင်ဘက်ကိုပြန်တန်းနေတာပါအမှုထမ်းတွေကသူတို့ကိုနောက်ကားလိုက်နေတာကိုတိတိဖြစ်စေမတိတိဖြစ်စေအရေးမကြီးပါဘူးဘာလို့လဲဆိုတော့ဒရုန်းကရုရှားရဲ့ဟဲဂျင်ကိုမှီဖို့လုံလောက်တဲ့အချိန်ရှိနေလို့ပါပဲခဏတာတော့ဒရုန်းကအပေါ်ကိုတက်တော့ပြီး MI8 ကရိုက်ချက်တွေကနေကြောက်တော့ပါတယ်ဒါပေမဲ့ဗီဒီယိုဖိုင်ရဲ့အဆုံးပိုင်းမှာတော့ယူကရိန်းဒရုန်းက MI8 ကိုပြင်းပအတွင်းမှာဆဲဆဲလင်းလင်းထားပြီးတော့မှအောက်ကိုစတင် ဆင့်သက်လာပါတယ်။ရခိုင်မှုအတည်ပြုဖို့အတွက်ဒီ fake ပြတ်တောက်တော့တာကိုတော့ကျွန်တော်တို့မမြင်ရပါဘူး။ဒါပေမဲ့ရရှိနိုင်တဲ့ရုပ်သက်မှတ်တမ်းအရာ SSO ကစီစဉ်ထားတဲ့ကင်ဂျမာကိုရုရှားရဲ့ဟဲရင်ရှောင်လွှဲနိုင်မယ်နည်းလည်းမရှိပါဘူး။ယူကရိန်းရဲ့ကမ္ဘာပထမဆုံးတိုက်ခိုက်မှုအပေါ်မှာတင်ပြတဲ့အစီရင်ခံစာမှာအာမေရိကန်နေရှင်းကဒီတိုက်ခိုက်မှုကိုယူကရိန်းစစ်မြေပြင်မှာမကြာခဏသုံးနေကြ FBB drone အမျိုးအစားနဲ့လုံးဝလုံးဆောင်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပါရယ်။ကုတင်နီကိုဘိုက ယူကရိန်းစစ်ပွဲရဲ့ရှေ့တန်းကနေကီလိုမီတာ190မိုင်အားဖြင့်138မိုင်လောက်ဝေးတဲ့အတွက် AVB drone တွေနဲ့လုံဆောင်ဖို့ကိုဆက်ရှင်ပေးချလိုက်ပါတယ် The new by us Ukraine ရဲ့အဆိုအရဒီတာဝေးပြန်တန်းနိုင်တဲ့ AVB drone တွေတောင်မှကီလိုမီတာ20လောက်ပဲဒီခကြီးတောင်းနိုင်ပါတယ်ပိုပြီးဝေးအောင်ပြန်နိုင်ရတော့မှ SSO ကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှာမြင်ရတဲ့အမြင်မျိုးနဲ့ပြန်တန်းနေတယ် MIA ရဲ့အပေါ်ကိုရောက်ဖို့လိုအပ်တဲ့အမြင်ကိုရောက်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကတခြားတစ်ခုခုဖြစ်ရပါမယ် အမေရိကန်နေရှင်းကပြောသလိုပဲအတီးပြုတ်နိုင်ခဲ့မယ်ဆိုရင်ဒီဆက်ဆံရေးဟာလူမင်းစနစ်တွေအသုံးပြုတဲ့နေရာမှာအဆင့်အသစ်တစ်ခုကိုပေါ်ဆောင်လိုက်တာဖြစ်ပါလိမ့်မယ်။အဲ့ဒီမှာ drone တွေကိုရန်နေတဲ့အခြေခံအဆောင်အုံတွေကိုသာမကပဲရန်သူလေယာဉ်တွေကိုပါတက်ကြောစွာအမေးလိုက်တဲ့သူတွေအဖြစ်အသုံးပြုလာနိုင်ပါပြီလို့ဆိုပါရယ်။ဘာလို့လဲဆိုတာနောက်ပိုင်းမှာအနည်းငယ်ကျွန်တော်ရှင်းပြပေးပါမယ်။ပထမဆုံးအနေနဲ့ဗီဒီယိုရဲ့အစောပိုင်းမှာကျွန်တော်တို့ပြောခဲ့တဲ့အရာတစ်ခုစီကိုပြန်တော့ရအောင်ပါ။ယူကရိန်းက Russia ရဲ့ MI8 ကိုတာဝေး တောနိုင်တဲ့ဒရုန်းနဲ့ပစ်ချခဲ့ပြီးဒါဟာအရင်ကဘယ်တော့မှမလုပ်ဖူးသေးတဲ့အရာဖြစ်ကြောင်းကျွန်တော်တို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ SSO ကကမ္ဘာပေါ်မှာပထမဆုံးဖြစ်တဲ့သူတို့ရဲ့တိုက်ခိုက်မှုမှာဘလို့ဒရုန်းအမျိုးအစားကိုတုံးခဲ့တယ်ဆိုတာထုတ်ဖော်မပြောသေးဘူးလို့လည်းကျွန်တော်တို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဖြင်းနိုင်ခြေရှိတာတစ်မျိုးတွေပဲရှိပါတယ်။အဲ့ဒါကတော့ FB1 ပါ။ American Nation က SSO တုံးခဲ့တဲ့ drone အဖြစ်ထောက်ပြတာကအဲ့ဒီ FB1 ဖြစ်ပြီးတော့မှဟုတ်တယ်လို့ယူဆဖို့အထောက်အထားတွေကလည်းရှိနေပါတယ် PowerPoint လို့ခေါ်တဲ့ company တစ်ခုကတီထွင်ထားတဲ့ Everyone ဟာရုရှားရဲ့အတွင်းပိုင်းဒီနက်ဆိုင်တဲ့နောက်တန်းကပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတယ်။ဒီအကော်အဝေးအရှိကြီးတောနိုင်တဲ့ဒီ Kamikaze drone တစ်စင်းပါ။ဒါကအသေးစက်စက် drone တော့မဟုတ်ပါဘူး။ဒါရဲ့တည်ရှိမှုနဲ့ပတ်သက်ပြီး2020ခုနှစ်ကတည်းကသတင်းတွေထွက်ပေါ်ခဲ့ပြီးတော့2020ခုနှစ်မှာအများအများထုတ်လို့မှုစတင်ခဲ့ပါတယ်။ The News of Ukraine ရဲ့အဆိုအရ လက်ရှိမှာယူကရိန်းကဒီဒရုန်းတွေကိုတလားကိုအစင်3000ဝန်းကျင်ထုတ်လုပ်နေပြီဒါဟာတရက်ကိုအစင်100လောက်ထုတ်လုပ်နေတာ ਨੇ ညီမျှပါတယ်ဒီဒရုန်းရဲ့သတ်မှတ်ချက်တွေကအထင်ကြီးစရာပါဒီဒရုန်းမှာကီလိုမီတာ1600မိုင်အားဖြင့်964မိုင်ခန့်အထိခရီးသွားနိုင်တဲ့အင်ဂျင်ပေါ့နော်ဒီ twin cylinder engine နှလုံးပါဝင်ပါတယ်ဒီအစွန်းကြီးကရုရှားရဲ့အတွင်ပိုင်းကပြင်းထန်တိုင်းကိုထိမှန်နိုင်တာမျိုးတော့မဟုတ်ပါဘူးနိုင်ငံရဲ့အရှေ့ဖြားကရောက်ရှိနိုင်တဲ့အကွာအဝေးပြင်ပမှာရှိပါတယ်ဒါပေမဲ့ ရုရှားလေပိုင်းမှာရှိတဲ့ရုရှားစစ်တပ်အတွက်အရေးပါတဲ့အဆောက်အုံတွေကိုယူကရိန်းကတိုက်ခိုက်စေနိုင်ပါတယ်။မော်စကိုလည်းအပီဝန်ရဲ့အကွာအဝေးအတွင်းမှာရှိနေတဲ့အတွက်ဒရုန်းကိုထိန်းချုပ်တဲ့သူနဲ့မိုင်းဒါဇင်ရှိဝေးတဲ့နေရာကရဟဲရင်တွေကိုမဖျက်ဆီးတဲ့အချိန်တွေမှာတော့မှရုရှားအတွက်ရင်ဆိုင်ရဖို့အလွန်အန္တရာယ်များတဲ့ဒရုန်းတစ်စင်ဖြစ်စေပါတယ်။ကီလို90ပေါင်130လောက်အလေးချိန်ရှိတဲ့ကောင်းဖြုတ်ဘုံကိုဒီအပွင့်ဝဲမှာတက်ဆင်နိုင်ပြီးတော့ဒါက MI8 ဒဇင်းကိုဖျက်ဆီးဖို့လုံလောက်တာထက် ိုတဲ့ထိုးနေနိုင်အောင်ဒီ drone မှာရှိတယ်ဆိုတာကိုဆိုလိုပါတယ်။ The new wise of Ukraine ကရုရှားဟာယူကရိန်းရဲ့နက်ဆိုင်တဲ့ထိုးဖောက်တိုက်ခိုက်ရေး drone တွေကိုလမ်းကြောင်းလွေသွောအောင်မကြာခဏအသုံးပြုတဲ့ GPS လေဆာကြင်းကိုခံနိုင်ရရှိတဲ့ရည်ရွယ်ချက်ရှိရှိတည်ဆောက်ထားတဲ့ algorithm တစ်ခုကြောင့်ယူကရိန်းကဒီ drone ကိုဒီပြင်ပကိုရောက်စေဖို့တေချာစေနိုင်ပါတယ်။ဒီအထိဆိုရင် everyone မှာ MR8 ကိုရှင်မှုန်းဖို့လုံလောက်တဲ့အကော်အဝေးနဲ့မီအာရှိတယ်ဆိုတာကိုကျွန်တော်တို့မြင်ရပါတယ်။ တို့ပေမဲ့ဖော်ပြထားတဲ့အတိုင်လက်ညွန်စနစ်ကိုတော့အသုံးပြုခဲ့နိုင်မှာမဟုတ်ပါဘူး MIA ဟာရွေလျားနေတဲ့ပြစ်မှတ်တစ်ခုဖြစ်တဲ့အတွက်လေထဲမှာရှိနေတဲ့ MIA ရဲ့ coordinate တွေနဲ့ everyone ကို program ရေးဆွဲပြီးတော့မှ drone က program လုပ်ထားတဲ့နေရာကို mind dazin ရှိတာမှမဟုတ် mind ရရှိပြန်သန်းပြီးတဲ့နောက်မှာအဲ့ဒီရဟန်းရင်ကိုထိမှန်မယ်လို့မျှော်လင့်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့မပြောရသေးတဲ့အရာတစ်ခုရှိပါတယ်ယူကရိန်းကကမ္ဘာပေါ်မှာပထမဆုံးဖြစ်တဲ့တိုက်ခိုက်မှုအတွေ့ everyone ကိုဘာကြောင့်တုံခဲ့ရတယ်လဲဆိုတာရှင်းပြဖို့လိုတာကတော့ The New Voice of Ukraine ရဲ့ရိုရှင်းတဲ့ဖော်ပြချက်တခုထဲမှာပါဝင်နေပါတယ်။ everyone ရဲ့အတွင်ပိုင်းမှာတက်ဆင်ထားတဲ့ On Road of Decay Station ကပုံရိပ်တွေကိုထုတ်လွှင့်နိုင်ပါတယ်ဆိုတာပါပဲ။ဆိုလိုတာကတော့ everyone ဟာ program ရေးဆွေးနိုင်တဲ့အကောအဝေးရှိတိုက်ခိုက်ရေး drone နဲ့ Ukraine စစ်ဘေးပြန်ကထိန်းချုပ်သူတွေညွှန်ကြားတဲ့ FPV drone တွေကြားကပေါင်းစပ်ပုံစံတခုလိုမျိုးလောက်ဆောင်နိုင်ပါတယ်။ Optical station တွေက everyone ရဲ့ထိန်းချုပ်မှုနောက်ကွေမှာရှိတဲ့သူကို SSO ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှာမြင်ခဲ့ရသလိုဒရုန်းရဲ့ရှေ့ကခေါင်းကင်ကိုကြည့်ရှုခွင့်ပေးထားပါတယ်။အဲ့ဒီ operator ကပြင်မှတ်တစ်ခုကိုရှာတွေ့ခဲ့ရင် everyone ကိုရှာဖွေပြီးဖြည့်ဆည်းဖို့ညွှန်ကြားနိုင်ပါတယ်။ SSO ကလေထဲမှာပြန်တန်းနေတဲ့ MI8 ကိုရှေ့မုန်းလိုက်ချိန်မှာဒီလိုပဲဖြစ်သွားခဲ့တာပါ။ Ukraine ဟာဒီတာဝေးဒရုန်းတွေပေးပါရုရှားထက်ဘလို့များဒီလောက်အထိရှေ့ရောက်သွားတာလဲဆိုတာကိုရုရှားကအခုထိတွဲဆနေစေဖြစ်ပါတယ်။ဒီအချက်တွေအားလုံးကိုပြောပြီးတဲ့နောက်မှာတော့ SSO အောင်မြင်ခဲ့တဲ့အရာဟာ everyone ထိန်းချုပ်သူတူကလေဒီမှာပြန်တန်းနေတဲ့ MI8 ကိုမတော်တဆတွေးပြီးပြေရှားလိုက်ဖို့ဆုံးဖြတ်လိုက်တာမျိုးမဟုတ်ပါဘူးအဖွဲ့အစည်းရဲ့ Telegram post မှာဒီဆက်ဆက်ရေးမှာကြိုတင်စီစဉ်မှုတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ်လို့ဖော်ပြထားပြီးတော့မှာ Army Recognition ကအဲ့ဒီအပေါ်မှာထက်ဖြည်းပြီးပြောပါတယ်ဒီလိုမစ်ရှင်းတွေကစိတ်ကြိုက်ပြင်ဆင်ထားတဲ့နှိပညာဆိုင်ရာဖွေးစည်းပုံတွေစိစက်တေချာတဲ့စီစဉ်မှုတွေနဲ့ အထူးလေ့ကျင့်ထားတဲ့အမှုထမ်းတွေကိုလိုအပ်ပါတယ်။ဒါကပုံမှန်အကောအဝေးရှိတိုက်ခိုက်မှုမျိုးမဟုတ်ပဲအဝင်ခွင့်ချပြင်ဆင်ထားတဲ့တိကျတဲ့စစ်ဆေးရေးကိုကိုစားပြုပါတယ်လို့ပြောထားပါတယ်။ရုရှားကယူကရိန်းဒရုန်းတွေကိုပစ်စားဖို့အတွက် MI8 ကိုတမင်တကာစေလွှတ်ခဲ့တယ်လို့လည်းထောက်ပြပါတယ်။ဒါကယူကရိန်းဟာ Rostov ကိုပိုကြီးမားတဲ့ဒရုန်းတိုက်ခိုက်မှုစတင်ခဲ့ပြီးတော့ကောက်ွေရေးရှူတောင်းကနေရုရှားဘလို့တုံးပြင်မယ်ဆိုတာတည်ထားခဲ့တယ်လို့အကြံပြုပါတယ်။ဒီနေရာမှာ MI8 ကိုတားကောင်အဖြစ် သတ်မှတ်ဖို့ဆွေးဆောင်တဲ့အရာတခုပါဝင်နေနိုင်ပါတယ်။ Rostov ကိုစေလွှဲလိုက်တဲ့ drone တွေမှာပြင်မှတ်တွေရှိမှာတော့သိကြပါတယ်။ဒါပေမဲ့ SSO ကရုရှားကိုဒီရဟင်းရင်လေတွေကိုထုံလွှမ်းခိုင်းဖို့လှေးဖြားတဲ့ပြင်မှတ်တွေအဖြစ်လဲအဲ့ဒီ drone ကိုတုံးနိုင်ခဲ့ပြီးတော့မှအဲ့ဒီအခါမှာဒီ everyone ကအာယုံစိုက်ပြီးတော့မှပြင်မှတ်ကိုဥတီလိုက်တာဖြစ်နိုင်ပါတယ်။သူရဲ့ဒီအလင်းအာယုံကံကရိယာပေါ့နော် optical sensor တွေကြောင့် SSO ကဘာကိုပြဖို့လိုအပ်တယ်ဆိုတာကိုအတိအကျမြင်နိုင်ခဲ့ပြီးတော့မှပြင်မှတ်ကိုတိုက်ခိုက်ခဲ့ပါတယ် ဒီကဘာပေါ်မှာပထမဆုံးဖြစ်တဲ့တိုက်ခိုက်မှုအတွက် everyone ကိုရွေးရှိခဲ့တာသေစာတလောက်ရှိတဲ့နောက်ဆုံးပဟေနီအစိပ်ပိုင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဒီ drone ကိုဒီလေးလေးပြစ်ခဲနိုင်တဲ့စစ်လက်နက်ပစ္စည်းအဖြစ်သတ်မှတ်ထားတာပါပဲ IDGA ရဲ့အဆိုအရလေးလေးပြစ်ခဲနိုင်တဲ့စစ်လက်နက်ပစ္စည်းတစ်ခုဟာပြင်းမဲ့ area ကိုရောက်ဖို့ဒီဇိုင်းထုတ်ထားပြီးတော့မှနှာမေအတိုင်းပဲလေးလေးနေနိုင်ပါတယ်ရုရှားကယူကရိန်းရဲ့တခြား drone တွေကိုကိုက်တွေ့ဖို့အတွက် MI8 ကိုမလွှဲတင်ခင်ကတည်းက everyone ထိန်းချုပ်သူဟာ ရော့စတော့အနီးကိုပြန်တန်းနေတာလည်းဖြစ်နိုင်ပါတယ်။စောင့်ကြည့်ရတဲ့အဲ့ဒီထိန်းချုပ်တဲ့သူကတိုက်ခိုက်ဖို့အကောင်းဆုံးအရှင်ကိုရွေးချယ်လိုက်တာပါ။ MIA အမှုထမ်းတွေကသူတို့ဟာယူကရိန်းရဲ့ထောင်ချောက်ထေးကိုရောက်နေပြီဆိုတာသိတဲ့အချိန်မှာဒီအရန်ကိုနောက်ကျနေခဲ့ပါပြီ။ရုရှားရဲ့အဖို့တန်ဆုံးရဟန်းရင်တွေကတစဉ်ပျက်စီးသွားခဲ့ပါပြီ။အခုဆိုရင် everyone ဟာယူကရိန်းရဲ့ကမ္ဘာပေါ်မှာပထမဆုံးတိုက်ခိုက်မှုအတွေ့ရွေးချယ်တဲ့လမ်းနဲ့ဖြစ်တယ်ဆိုတာရှင်းလင်းနေပုံရပါတယ်။ဒါ့ပြင် SSO အခုလေးတဲ့လုံပြလိုက်တဲ့အရာကို နောက်တစ်ချိန်လေးဖြစ်တဲ့မတော်တဆဖြစ်ရတဲ့ခုအဖြစ်ပေးစားဖို့ကလည်းလွယ်ကူပါတယ်။ Everyone က Russia MIAC လွှတ်တဲ့ဒေတာတစ်ခုမှာမတော်တဆလေးလေးနေရင်ဖြစ်သွားတာမျိုးဒီမထင်မပဲကံကောင်းသွားတာဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်နိုင်ခြင်းရှိပေမဲ့တိုက်ခိုက်မှုရဲ့တိကျမှုအရာတော့မဖြစ်နိုင်ပါဘူး။ Ukraine က Russia ကိုတိုက်ခိုက်ဖို့ drone တွေအသုံးပြုတဲ့ပုံစံကိုတဖန်ပြောင်းလဲပြလိုက်တာကပုံပြီးဖြစ်နိုင်ခြင်းရှိပါတယ်။ဒါကကံကောင်းလို့ဖြစ်သွားတာမျိုးမဟုတ်ပါဘူး။ဒါက Ukraine ရဲ့တာဝေးတောနိုင်တဲ့ စွန့်ရီတွေမှာနောက်ထပ်ဆင်းကေးပြောင်းလဲလာမှုကိုကြိုးစားပြုတဲ့ပရက်ဆာထားပြီးတော့မှစီစဉ်ညှိနှိုင်းထားတဲ့တိုက်ခိုက်မှုတစ်ခုပါယူကရိန်းစစ်ပွဲစတင်ကလေးကဒီစွန့်ရီတွေအကြိမ်ပေါင်းများစွာဆင်းကေးပြောင်းလဲလာတာကိုကျွန်တော်တို့မြင်တွေ့ကြရပါတယ်ယူကရိန်းက2023ခုနှစ်မှာရုရှားရဲ့အတွင်ပိုင်းနက်ဆိုင်တဲ့နောက်ဖက်ကပြင်ပတွေကိုဒရုန်းတွေတုံးပြီးတိုက်ခိုက်ပြီးတော့2024ခုနှစ်ကိုရောက်တော့ရုရှားပိုင်တဲ့ထိမှပါတိုက်ခိုက်နိုင်အောင်သူတို့ရဲ့ဒရုန်းတွေကိုတီထွင်ခဲ့ပါတယ်အဲ့ဒီအစောပိုင်းတိုက်ခိုက်မှုတွေကထိရောက်ခဲ့ပေမဲ့ ရည်ရွယ်ချက်ရှိရှိစီစဉ်ထားတာမျိုးတော့မဟုတ်ခဲ့ပါဘူး။ယူကရိန်းကဖြစ်နိုင်ခြေရှိတဲ့ပြစ်မှတ်တစ်ခုကိုတတ်မှတ်ပြီးတော့မှပြစ်ခတ်ဖို့စ조사ခဲ့ပြီးတော့အဲ့ဒီပြစ်မှတ်တွေဟာဒရုန်းတွေရရှိနိုင်မှုအပေါ်မူတည်ပြီးတော့မှဆုံးဖြတ်ခဲ့ရတာပါ။စစ်ပွဲက2020ခုနှစ်ထဲပုံမနဲ့ဆိုင်လာတဲ့အခါမှာယူကရိန်းကသူတို့ရဲ့ဒီတာဝေးဒရုန်းတွေကိုအများအများထုတ်လုပ်မှုထဲမှာပို့ပြီးတော့မှလုလာခဲ့ပါတယ်။ထုတ်လုပ်မှုပိုများလာတာကဒရုန်းတွေပိုများလာတာကိုဆိုလိုပါတယ်။ဒရုန်းတွေပိုများလာတာနဲ့အမျှယူကရိန်းဟာဒီတူညီတဲ့ဒေတာတစ်ခုထဲကပြစ်မှတ်တွေကို တနေ့ဒီမှဒါမှမဟုတ်ဒီအချိန်လိုအတွင်းဇက်တိုက်တိုက်ခိုက်မှုတွေစတင်လုံဆောင်တဲ့ပေါင်းစည်းထားတဲ့စစ်ဆင်ရေးတွေကိုလုံဆောင်နိုင်ခဲ့ပါတယ်။ American Nation ကယူကရိန်းဟာသူတို့ရဲ့တိုးရှေးလာတဲ့ drone ရွေးချယ်မှုတွေကိုတုံပြီးတော့မှအရေးကြီးသောတိုက်ခိုက်မှုတွေကနေပေါင်းစည်းတိုက်ခိုက်မှုတွေစီမဟာဗျူဟာကိုဘလို့စင်ကေးပြောင်းလဲခဲ့တယ်ဆိုတဲ့ပြီးဆုံးတဲ့ဥပမာအဖြစ် Crimea က Kirovsky လေယံခွင်းကိုယူကရိန်းတိုက်ခိုက်ခဲ့တဲ့အဖြစ်အပျက်ကိုထောက်ပြခဲ့ပါတယ်။အဲ့ဒီအစောပိုင်းစစ်ဆင်ရေးမှာယူကရိန်း drone တွေက စခန်းရဲ့လေယံပြန်တန်းရေးအစိတ်အပိုင်းအပြင်နေကြောင်းကောက်ခွေရေးပိုင်ဆိုင်မှုတွေခေယံတူလောင်ယူတွေနဲ့ရန်သူထောက်လှမ်းရေးနဲ့တိုက်ခိုက်ရေး UAV တွေကိုပါပြင်ပထားခဲ့ပြီးတော့မှရရှိနိုင်တဲ့အစက်လက်တွေအရ MI8, MI26 နဲ့ MI28 ရဟဲရှင်တွေနဲ့ပန်ဆာ S1 ဒီလေကြောင်းကောက်ခွေရေးစနစ်တွေဖျက်ဆီးခံခဲ့ရပြီးတော့ညာဘက်မှာဒုတိယအဆင့်ပောက်ခွေမှုတွေဆက်ဖြစ်ခဲ့ပါတယ်လို့တင်းထဏာကအဲ့ဒီဒီတိုက်ခိုက်မှုအစုအဝေးအကြောင်းကိုပြောပြပါတယ် ပိမကြသိခင်ကတော့ဒီ Defense New သတင်းဌာနက message ချသလို Ukraine ဟာသူတို့ရဲ့ Tawe drone တွေကို Russia ရဲ့စွန့်အင်ကဏ္ဍအပေါ်မှာအာရုံစိုက်လာခဲ့ပါတယ်။အထူးသဖြင့်2025ခုနှစ်ရဲ့ဒုတိယနှစ်ဝက်မှာရေနံကြက်စဲယုံတွေဟာ Ukraine အတွက်အဓိကပြစ်မှတ်ဖြစ်ခဲ့ပါတယ်။အော်တိုဘာလာရောက်တဲ့အခါမှာဒီလိုတိုက်ခိုက်မှုတွေကြောင့် Russia ရဲ့ရေနံဆဲလုံးနိုင်စွန့်ရဲ့38ရာခိုင်နှုန်းလောက်ကို Ukraine ကရှေ့မုန်းနိုင်ခဲ့တယ်လို့ယူဆရပေမဲ့အတိအကျအရေးအတွက်ကိုတော့အငင်းပေါ်နေကြပါတယ်။လောင်စာစီတိုလောင်ယုံတွေပြီးရင်စစ်ဖက်နဲ့ကွက်ကေးရဲစခန်းတွေနဲ့ ရုရှားရဲ့ဒီလျှက်စစ်ထုတ်လုပ်ရေးအဆောက်အုံတွေဟာလည်းယူကရိန်းရဲ့တိုက်ခိုက်မှုတွေရဲ့တားကောင်တွေဖြစ်လာခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကိုတညတာအတွင်းမှာရုရှားဒေသအများအပြားမှာပြင်းထန်ထားတဲ့ဒရုန်းဥစုတွေပါဝင်ပြီးတော့မှဒီအစုလိုက်အပြုံလိုက်မကြခဏလှုပ်ဆောင်ခဲ့ပါတယ်ယူကရိန်းကဒီတိုက်ခိုက်မှုအသစ်တွေနဲ့ရုရှားရဲ့လေကြောင်းကာကွယ်ရေးတွေကိုတန်းလိုက်သမျှဆန်းထုတ်ပြီးတော့မှပြင်းထန်နေအောင်လှုပ်ဆောင်ခဲ့ပါတယ်သို့ပေမဲ့ကျွန်တော်တို့အခုလေးနဲ့ဖော်ပြခဲ့တဲ့ပြင်းထန်အမျိုးအစားအလုံးမှာတူညီတဲ့အရာတခုရှိတယ်ဆိုတာကိုမိတ်ဆွေတတိထားမိပါပါ ကီရော့စကီကမြေပြင်ပေါ်မှာရှိတဲ့ရဟန်းရှင်တွေကနေရုရှားရဲ့ရေနံဂျက်စက်ယုံတွေနဲ့ဒီလျှက်စစ်ဒီ sub station တွေအထိပေါ်တော့ဒီတာဝေးပြင်မှတ်တွေအားလုံးဟာဆိုရင်ရွေးလျားမှုမရှိတဲ့ပြင်မှတ်တွေပါရွေးလျားမှုမရှိဘူးဆိုတာကယူကရိန်းဟာတိုက်ခိုက်မဲ့နေရာကိုသူတို့ရဲ့ drone တွေထဲမှာ program ရေးသွင်းပြီးတဲ့နောက်မှာလွှတ်တင်နိုင်တယ်ဆိုတာကိုပြောချင်တာပါတန်တဲ့အလုပ်ကို drone ကဆက်ပြီးကာကွယ်တော့ခဲ့တာပါအခုတော့ယူကရိန်းဟာသူတို့ရဲ့တာဝေးတိုက်ခိုက်မှုစွန့်ရည်ကိုတဖန် ပြောင်းလဲလိုက်ပြန်ပါပြီ။ရွေးလျားနေတဲ့ပြင်းမှတ်တွေကအခုတော့သူတို့ရဲ့အစီအစဉ်လေးမှာပါလာပါပြီ။မြန်နှုံးနဲ့တစုံတစ်ခုသောလင်ရင်မြင်မှုကိုပေါင်းဆက်ထားတဲ့လေကြောင်းပြင်းမှတ်တွေပါဝင်ပြီးတော့မှဒါကယူကရိန်း drone တွေကိုရှောင်ရှားနိုင်စွန်းပိုရှိသင့်တယ်လို့ဆိုလိုပါတယ်။ယူကရိန်းပြစ်ချလိုက်တဲ့ MIA ဟာယူကရိန်းကသူတို့ရဲ့ဒီတာဝေး drone တွေနဲ့ပြင်းမှတ်ထားနိုင်မဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ဖို့ဘယ်တော့မှရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။အနည်းဆုံးတော့ရုရှားကဒီလိုတွေးထင်ထားမှာပါ။ဒါပေမဲ့ SSO ကလုပ်ပြလိုက်ပါပြီ။ ဒီတိုက်ခိုက်မှုဟာတစ်ကြိမ်လေးဖြစ်ပြီးတော့မှပျောက်ကွယ်တော့မဖြစ်ရတကူမဖြစ်နိုင်ပါဘူးအဲ့ဒီအစားယူကရိန်းကမဖြစ်နိုင်ဘူးလို့ယူဆထားတာကိုအလွန်တရာမှဖြစ်နိုင်ကြောင်းတက်တေပြလိုက်ပြီးတော့မှဒီဖြစ်စဉ်မှာမူဝါဒဆိုင်ရာအပြောင်းလဲအသည့်တကူကိုဖန်တီးနိုင်ခဲ့ပါတယ်ရုရှားရဲ့ဟဲဂျင်တွေဟာအခုဆိုရင်မြေပြင်ကနေဝင်ဟင်ပြေးဒုံးကျည်တွေအပြင်စိုးရင်စရာတွေပိုရှိလာပါပြီယူကရိန်းဟာသူတို့ရဲ့တာဝေးတိုက်ခိုက်ရေး drone တွေဒါမှမဟုတ်အနည်းဆုံးတော့သူတို့ရဲ့ everyone တွေကိုလေထဲမှာရှုံခိုးတိုက်ခိုက်တဲ့အခက်အခဲတွေတခုမှာ ဘလို့နေရာရှားထားရမယ်ဆိုတာကိုသိရှိသွားခဲ့ပြီးတော့မှအဲ့ဒီ drone တွေကိုနိုင်ငံရဲ့လက်နက်တိုက်ထေးမှာရှိတဲ့တခြားလေကြောင်းကောက်ွယ်ရေးတွေလိုပဲထိရောက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအသေးစားပွေတွေ့ရှိတဲ့စွန့်ရီဟာယူကရိန်းအတွက်အကောင်းဆုံးအချိန်မှာရောက်ရှိလာခဲ့တာပါ။ The Fast Security Asia ရဲ့အဆိုအရရုရှားဟာရဟဲယင်တွေကိုအထူးသဖြင့်ဒီသူတို့ရဲ့တိုက်ခိုက်ရေးရဟဲယင်တွေကိုယူကရိန်းအတွက်လုံးဝအိမ်မဲဆိုးတစ်ခုဖြစ်လာအောင်နှီးလန်းတွေရှာတွေ့ခဲ့ပါတယ်။ ဒီရည်ရွယ်တွေဟာတစ်ချိန်လုံးကဆိုရင်ယူကရိန်းစစ်ပွဲကနေရည်စရာတစ်ခုလိုမျိုးဖိထုတ်ခံထားရတာပါယူကရိန်းဟာစစ်ပွဲရဲ့ပထမဆုံးနှစ်အတွင်းမှာဒီရဟယင်အစင်းတရာလောက်ကိုပြစ်ရှာနိုင်ခဲ့တယ်ဆိုတဲ့အချက်ကတက်တည်ပြသလိုသူတို့ဟာပြန်ပန်းနေတဲ့ကောင်တလာတွေဖြစ်တယ်လို့သတင်းဌာနတွေကဆိုပါတယ်ရုရှားဟာသူ့ရဲ့ရဟယင်တွေကိုယူကရိန်းပိုင်တဲ့အပေါ်မှာနိမ့်နိမ့်နဲ့အနှေးပြန်ပန်းနေတဲ့အတွက်ကြီးလေးတဲ့တန်ဖိုးတွေကိုပေးဆက်ခဲ့ရတဲ့အတွက်အဲ့ဒီအစင်းတရာရဲ့တဝက်ကျော်ကိုစစ်ပွဲရဲ့ပထမဆုံးနှစ်အတွင်းမှာပဲဖျက်ဆီးခံခဲ့ရပါတယ် ဲ့ဒီအရှင်ကလေးကအများကြီးပြောင်းလဲတော်ခဲ့ပြီးတော့ရုရှားဟာသူ့ရဲ့ရဟတ်ရှင်တွေကိုပြန်လည်အသုံးပြုနိုင်ဖို့နီလန်းတွေရှာတွေ့ခဲ့ပါတယ်။ယူကရိန်းက everyone နဲ့ပြစ်ချလိုက်တဲ့ MI8 ကိုကောက်ွေရေးဆွင့်ရည်နဲ့အသုံးပြုဖို့ဆေးထွက်ခဲ့တာပါ။တခြားရုရှားရဟတ်ရှင်တွေကတော့အခုဆိုရင်တိကျစွာလက်ညှိုးထားတဲ့လက်နက်တွေနဲ့ electronic စစ်ဆင်ရေးအထောက်အပံ့တွေရှိနေတဲ့အတွက်ဒီပြစ်ချဖို့ပုံမှုခက်ခဲစေပြီးတော့မှအကောအဝေးကနေယူကရိန်းကိုတိုက်ခိုက်နေနိုင်ပါပြီ။ ရာထရဲ့ရဟယင်တွေဟာဒီလနဲ့အမျိုးအစားတွေရဲ့အကွာအဝေးအတွင်းမှာမရှိသလောက်ရှားပါးနေတဲ့အတွက်မြေပြင်ကနေဝေဟင်ပြေးဒုံးကျည်ပေါ့နော် Surface to Air Missile တွေကယူကရိန်းအတွက်ရွေ့ရှည်စရာမဟုတ်တော့ပါဘူး။ဒါဆိုရင်တာဝေးသော drone တွေကပေါ့။အဲ့ဒီ drone တွေဟာ Epiwin လို့မျိုးလှိမ့်လေနေနိုင်တဲ့အခါမှာရာထရဲ့ရဟယင်ရဲ့ချိန်ချောက်မှုကိုတံပြန်ဖို့အတွက်စံပြအရာတစ်ခုဖြစ်ပါတယ်။မဟာဗျူဟာအစင်းမှာယူကရိန်းကသူ့ရဲ့ဒီတာဝေး drone တွေနဲ့မဖြစ်နိုင်ဘူးလို့ယူဆထားတဲ့အရာကိုလုံးပြနိုင်ခဲ့တာဟာ ရာရှားကိုအနည်းဆုံးတော့ဒီရဟယင်တွေနဲ့ပတ်သက်လာရင်သူ့ရဲ့လေကြောင်းမဟာဗျူဟာတစ်ခုလုံးကိုပြန်လည်စဉ်းစားဖို့ဖြစ်စေနိုင်ပါတယ်။အာမေရိကန်နေရှင်းကယူကရိန်းဒရုန်းတွေကိုဂျာဖြတ်ဖန်ဖို့တာဝန်ပေးထားတဲ့ရုရှားရဟယင်အမှုထမ်းတွေဟာသူတို့ဟာစစ်ဆင်ရေးဆိုင်ရာနယ်ဆိုင်တဲ့နေရာမှာပြင်းမှတ်ထားခံရနိုင်တယ်လို့သဘောပေါက်ရင်ရုရှားရဲ့လေကြောင်းစစ်ဆင်ရေးတွေရဲ့အန္တရာယ်တွေ့ဆက်မှုနဲ့စစ်ဆင်ရေးအရှိန်အဝါဒီ operation နဲ့တန်ဖိုးဟာပြောင်းလဲသွားလိမ့်မယ်လို့ပြောပြီးတော့မှ ဘလို့လဲဆိုတာကိုလည်းဆက်ပြီးရှင်းပြထားပါတယ်။ရုရှားရဲ့အတွင်ပိုင်းနယ်ဆိုင်တဲ့နောက်တန်းကနေယူကရိန်းကိုတိတိကျကျလမ်းညွန်ထားတဲ့လက်နက်တွေပစ်ခတ်ဖို့တာဝန်ပေးထားတဲ့ရဟန်းရဲ့အမှုထမ်းတွေအတွက်လည်းဒီအတိုင်းပဲဖြစ်နိုင်ပါတယ်။တချိန်က NRA အနည်းဆုံးနဲ့ရုရှားနဲ့တာဝန်တွေဟာရုတ်တရက်ဆိုသလိုပို့ပြီး NRA များလာပါပြီ။ရုရှားရဲ့ဟန်းရဲ့ဒဇင်လေးသေးကိုထွက်လာတဲ့အခါတိုင်းမြင်ခွဲကနေကြွေခွဲနေတဲ့ everyone ဒဇင်အမည်ရှိနေနိုင်ပါတယ်။ဒီချင်းချောက်မှုတစ်ခုဒေကာတောင်မှရုရှားရဲ့မဟာပြူဟာကိုပြောင်းလဲပစ်ဖို့လုံလောက်နိုင်ပါတယ်။ ူကရိန်းကသူ့ရဲ့ everyone တွေပုံများများကိုဒီရဟယံတွေကိုဖျက်ဆီးတဲ့သူတွေအဖြစ်ပြောင်းလဲပြစ်မဲ့ဆိုရင်ရုရှားနာကျင်ရမယ့်အရာဟာအကြီးအကျယ်ရှိတဲ့ရဟယံအမှုထမ်းတွေဆုံးရှုံးလိုက်ရတာတခုလေးနဲ့မဟုတ်ပါဘူးပူတင်ဟာသူ့ရဲ့ကျူးကျော်မှုကိုစတင်ကလေးကနိုင်ငံသားတိရသမတိဆောက်တန်းကျော်ပေဆုံးခြင်းတော့မဟုတ်ဒဏ်ရာရရှင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ခွင့်ပြုပေးထားခဲ့တဲ့အတွက်လူသားချင်းဆိုင်ရာဆုံးရှုံးမှုတွေကသူ့ရဲ့စိုးရိမ်ပူပယ်မှုဆိုင်ရင်းတွေမှာထိတ်ဆုံးမှရှိမနေပါဘူး တစ်ဖက်မှာတော့ပတ်စံကတော့အဲ့ဒီစည်ရင်းတွေမှာအလွန်တရာမှမြင်းမြန်းမာမာရှိနေပြီးတော့မှယူကရိန်းရဲ့မပြေးနိုင်တဲ့တိုက်ခိုက်မှုနဲ့ရုရှားကိုငွေကြေးအများအပြားဆုံးရှုံးစေခဲ့ပါတယ်။ Defense Express ရဲ့အဆိုအရ MIA ရဲ့ဟဲ့ရင်တစ်စင်းတည်းရဲ့တန်ဖိုးဟာရုရှားအတွက်ဒေါ်လာ၆သန်းဝန်းကျင်ကုန်ကြတဲ့အတွက်ဒီဟဲ့ရင်တွေဆုံးရှုံးမှုတိုင်းဟာပူတင်အတွက်နာကျင်စရာငွေကြေးထိခိုက်မှုဖြစ်စေပါတယ်။ဒါ့ပေမဲ့ယူကရိန်းရွေးရှည်တဲ့လက်နက်ကဒီဆုံးရှုံးမှုကိုပိုပြီးနာကျင်စေပါတယ်။ Everyone drone တစ်စင်းကိုယူကရိန်းကတိဆောက်ဖို့ ဒေါ်လာ9500တာကုန်ကြပါပြီ။ဒါက SSO က F1 ကိုအသုံးပြုပြီးတော့ MI8 ကိုတိုက်ခိုက်ခဲ့တာဟာဇယ်နီမျိုးနွယ်မှုအပေါ်မှာအမြဲငွေ190စပြန်ရခဲ့တယ်လို့ဆိုလိုပါတယ်။ဒီကိန်းကနေတွေကရာရှာအတွက်ကောင်းတဲ့အရာဘေးတစ်ခုကိုမှဖော်ပြခြင်းမရှိသလို MI8 ထဲမှာတင်ဆောင်ထားတဲ့လက်နက်တွေဒါမှမဟုတ်ဒီရဟယင်ရအမှုထမ်းတွေကိုပါထေသွင်းစဉ်းစားထားခြင်းမရှိသေးပါဘူး။ဇယ်နီမျိုးနွယ်မှုအပေါ်မှာရရှိတဲ့ဒီလိုမယုံနိုင်စရာအမြတ်ကကျွန်တော်တို့အစောပိုင်းကဖော်ပြခဲ့တဲ့ အတက်အတက်ဖြစ်လာမဲ့မဟာဗျူဟာအပြောင်းလေးတွေကိုဒိုင်ရိုက်ရိုက်ခဲ့တော့ပါတယ်။အခုကစပြီးတော့ရုရှားကသူ့ရဲ့ MI8 တစ်စင်းကိုလေထဲစေလွှတ်တဲ့အခါတိုင်းအဲ့ဒီရဟန်းရှင်လုံနိုင်မယ်လို့မျှော်လင့်ရတဲ့ပျက်စီးမှုတွေနဲ့ဒေါ်လာ၆သန်းတန်ဖိုးရှိတဲ့စက်ပစ္စည်းတွေစုံရှုံနိုင်ခြေကိုချိန်ဆရပါတော့မယ်။အန်ဒီရင်နဲ့အကျိုးကျေးဇူးဆိုတာဒီလိုစေလွှတ်မှုတွေမှာအရင်ကထက်ပိုကြီးမားတဲ့အချက်တခုဖြစ်လာခဲ့ပြီးတော့ဒါတွေအားလုံးက SSO ရဲ့တာဝေးသော drone ကိုအသုံးပြုပြီးတော့မှ ရဟန်းရင်ကိုကဘာပေါ်မှာပထမဆုံးတိုက်ခိုက်မှုကြောင့်ပါပဲယူကရိန်းအနေနဲ့ဒီတိုက်ခိုက်မှုကိုထက်ခါတလေလေလုံးပြနိုင်ပါမလား SSO လုံးပြခဲ့တဲ့အရာမှာစီစဉ်မှုတွေအများကြီးပါဝင်ခဲ့တယ်ဆိုတဲ့သတိပေးချက်ရှိနေပေမဲ့သူတို့မှာအခုတော့ဒီ blue frame ရှိနေတာသိကြပါတယ်အနာဂတ်မှာယူကရိန်းဟာရုရှားရဟန်းရင်တွေရဲ့တည်နေရာကိုသိရှိဖို့လိုအပ်ပြီးတော့မှရော့စတော့မှာလုံခဲတယ်လို့ပဲသူတို့ကိုလေထဲကိုဆွေးဆောင်နိုင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ဇယ်နီမြုံနယ်မှုအပေါ်မှာရှားတဲ့အမျက်က ယူကရိန်းကိုဆက်လက်စ조사နေဖို့လွန်လောက်အောင်အထင်ကြီးစရာကောင်းပါတယ်။တကယ်လို့မအောင်မြင်ခဲ့ဘူးဆိုရင်တော့မသူတို့ဆုံရှုံရတဲ့ drone ကဈေးမကြည့်ပါဘူး။ယူကရိန်းအောင်မြင်တဲ့အခါမှာရုရှားကလည်ရင်မှုတွေနဲ့ဒေါ်လာတန်ပေါင်းများစွာဆုံရှုံရမှာပါ။မဖြစ်နိုင်ဘူးလို့ထင်တာကအခုပဲဖြစ်လာနိုင်ခဲ့ပါပြီ။ယူကရိန်းဟာဖြစ်နိုင်တဲ့အရာကိုမကြခင်မှာတာမန်ဖြစ်အောင်လုပ်ပြနိုင်ပါလိမ့်မယ်။ပူတင်ယူကရိန်းကိုကျူးကျော်ကလေးကရုရှားပေါ်မှာဒီလိုပြင်းထန်တဲ့ဆုံရှုံမှုတွေကိုဖြစ်ပေါ်စေဖို့ခွင့်ပြုခဲ့တာဒီလိုမျိုးစင်ကေပြောင်းလဲမှုတွေပါပဲ။ တိုးတော်လည်းဒီရုရှားဟာစစ်ပွဲရဲ့လေကြောင်းရှေ့ထဲမှာဒီထက်မကပိုကောင်းအောင်လုပ်ဆောင်နေပါတယ်ရုရှားဟာယူကရိန်းမှာလေကြောင်းလွှမ်းမိုးမှုကိုမရရှိနိုင်ခဲ့ပဲအခုဆိုရင်အရင်ကထက်တောင်ပိုပြီးဝေးကော်တော်နေပါပြီဒီနေ့ပြီတော့တော့တော့ပါပဲခင်ဗျာဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးခဲ့ပြီဆိုတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေ theory တွေကို comment မှာဝင်ရောက်ပြီးတော့မှဆွေးနွေးပေးတော်ခေလို့ရပါပြီနောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ ူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတက်တာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9162 625နဲ့399605539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။